မွန်ပြည်နယ်ပြီးလင်းမြို့နယ်ပြီးလင်းတောင်စွန်ကားလမ်းဘေးရှိတစ်တိုကျွန်းချေးရွာမှာအမျိုးသမီးတအူဇွန်လ3ရက်ညပိုင်းအချိန်ကတနက်ဖြန်ပြစ်ခတ်ခံခဲ့ရပြီးဒေသုံခဲ့ကြောင်းဒေသခံများရဲ့ပြောကြားချက်အရသိရပါသည်။တနက်ဖြန်ပြစ်သက်ခံခဲ့ရသူမှာပြီးလင်းမြို့နယ်တစ်တိုကျွန်းချေးရွာနေအသက်53နှစ်အရွယ်ဒေါ်တီရာမိုးဆိုသူဖြစ်ကြောင်း ဇွန်လ3ရက်နေ့ခရနိုင်ခွဲအချိန်ကဈေးဝယ်ရန်၎င်းနေမှာဂျေးရတရှိဈေးဆိုင်တို့ရွာလေလမ်းမကြီးတိုင်းလမ်းလျှောက်သွားနေစဉ်တရတမား2ဦးဆိုင်ကနေရောက်လာပြီးပြစ်ခတ်သွားခြင်းဖြစ်ကြောင်းဒေသခံတဦးကပြောကြားပါသည်တရတမား2ဦးကအနိုင်ပွန်ဂျေးရဘက်ကနေဆိုင်ကနေရောက်လာပြီးတော့ဒေါ်တီရာမိုးကိုတရက်နဲ့ပြစ်သွားတာလို့သိရပါသည် ပြီးတော့စုံတုတ်ကြီးရွာဘက်ကိုဆိုင်ကယ်မောင်းပြေးသွားတယ်လို့၎င်းကဆက်လက်ပြောကြားပါတယ်။တရက်နေ့ပြစ်ခတ်ခံရတဲ့ဒေါ်တီရာမိုးရဲ့ညာဘက်မျက်ခုံးမှာကြည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ညာဘက်နှုတ်အုံမှာကြည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ညာဘက်ဝမ်းပိုက်မှာကြည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ညာဘက်ခါးဆောင်မှာကြည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ဘက်ဘက်ခါမှာဒီဖောက်ဝင်တရားတစ်ချက်ရရှိခဲ့ပြီးအခင်းဖြစ်ပွားရာနေရာမှာပဲတည်ဆုံခဲ့ကြောင်း၎င်းဒေသခံကဆိုပါတယ်ဒေါ်တီရာမိုးဟာဂျေးရတွင်ပရဟိတလုပ်ငန်းများလုံဆောင်နေသူတဦးဖြစ်ကြောင်းနဲ့၎င်းအောင်မိသည့်လက်နက်ကန်အဖွဲ့အစည်းကမိသည့်အကြောင်းကြောင့်တနက်နေ့ပြစ်သက်သွားတာကိုမသိရကြောင်းဒေသခံများရဲ့ပြောကြားချက်ရသိရပါတယ်တရနဲ့ပြစ်သက်ခံရတဲ့ဒေါ်တီရာမိုးခေါ်ကလမရဲ့ရုံလောင်းအားဒေသခံလူမှုကွန်ရက်ကယ်ဆယ်ရေးဖွဲ့မှဘီလင်းမျိုးရှိစေယုံတို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါဗျ။ ပြီးခဲ့တဲ့မေလ၁၄ရက်နေ့ကလည်းဘီလီမျိုးနယ်ဇုတ်ကလိကျေးရွာနီးဘီလီမျိုးနယ်ပြည်ခမ်းဖြိုးပါတီမျိုးနယ်ကော်မတီဝင်ဦးဆောင်ဝင်းဆိုသူမှလည်း၎င်းဇုတ်ကလိကျေးရွာတင်းရှိလက်ဖက်ရည်ဆိုင်မှာရှိနေစဉ်အမိမတိတနက်သမားနှစ်ဦးဆိုင်ငယ်နဲ့ရောက်လာပြီးတနက်နေ့ပြစ်ခတ်သွားတဲ့အတွက်ကြောင့်တေဆုံးခဲ့သေးကြောင်းဒေသခံများထံမှသိရပါသည်။ယခုနေ့မူပြည်နယ်အတွင်းလှုပ်ကြံပြစ်ခတ်တပ်ဖြတ်မှုများကြောင်းအမျိုးသား22ဦးနဲ့အမျိုးသမီး2ဦးတေဆုံးခဲ့ပြီးအမျိုးသား3ဦးနဲ့အမျိုးသမီး2ဦးကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းဒေသတွင်းသတင်းများရဲ့ ဖော်ပြချက်များအရာသိရပါတယ်။